အတိတရားမရှိတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့လုပ်ရကိုလုပ်ပြီးသူဟာအောင်မြင်ကြီးပွားနေတယ်ဆိုရင်တကယ်ကိုမကောင်းတဲ့အလုပ်ကိုပဲပြားရည်လိုချိုးပြီးတော့သူဟာဒါကိုမြင်မြင်ရှက်ရှက်လုပ်နေတတ်တယ်တဲ့မကောင်းဘူးအခုသူအကျိုးမပေးသေးသမျှကလပတ်တော့သူဟာသူ့အလုပ်ကိုထင်ကြီးပြီးတော့ဒီအလုပ်ဟာတန်ဖိုးရှိတဲ့အလုပ်တစ်ခုထင်ပြီးတော့မကောင်းရောကချက်ချင်းပေးတာမဟုတ်သေးတဲ့အတွက်ကြောင့်ပြားတကားလို့ ချိုတယ်လို့ဒီအလုပ်ကောင်းတယ်ပူကြရတာကောင်းတယ်လို့စိတ်ထဲမှာဒီလိုစိတ်ထဲမှာဖြစ်ပေါ်လာတတ်တယ်တဲ့ယတာသပစ္စတိပပံဘာလောဒုက္ခနေကစ္စတိအဲ့ဒီမကောင်းတဲ့သူ့ရဲ့လုံရက်တည်းဟာအကျိုးတစ်ခုဖော်ထုတ်ပြီးဆိုတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်ပြီးသားမှတ်ပေတော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီလိုပဲဟောတယ်နော်လုံရက်တစ်ခုဟာကောင်းကျိုးဆိုးကျိုးဆိုတာချက်ချင်းဖြစ်တာမှာမ ချက်ချင်းမြတ်တမ်းမဟုတ်သည့်အတွက်ကြောင့်သူ့ရဲ့အတွေးတွေအပြောတွေအလုပ်ရတွေဟာဘလောက်မှားနေနေသူဟာအောင်မြင်ကြီးပွားနေသူဖြစ်ကောင်းဖြစ်နေနိုင်မယ်ဒီလိုဆိုလို့ရတယ်နော်သို့တော့သူ့ဘဝမှာစိတ်ဆင်းရဲเสียသုံးပါကြုံနေမယ်လို့မြတ်စွာဘုရားဟောတယ်သူ့ရဲ့လောရနဲ့ပတ်သက်ပြီးတော့သူဟာဝမ်းနဲ့ချီးကွယ်မှုစိတ်ထက်ကြမှုသုံးမျိုး ဒီချိန်မှာ तू ဟာကြုံနေမယ်စိတ်ပြည့်ဝမ်းနေပွေတွေနဲ့ तू ဟာစိတ်အားပြည့်ဖွဲ့တွေသုံးပါကြုံနိုင်တယ် तू ဘောကအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုရင်အေးမကောင်းတူဆရာတွေကိုလုံလို့ तू ဟာအရာရောက်နေပြီမယ်လို့တဲ့မကောင်းတူဆရာတွေလုံလို့ခိတ္တခဏအားပြည့်ဒီအလို့ကြောင့် तू ဟာအရာရောက်နေပြီမယ်လို့အချိန်နေ၃ရက်နဲ့ကြုံတွေ့တဲ့အခါမှာသူ့ကိုယ်သူ စိတ်ပြေဝမ်းနေစရာတွေပေါ့ဖြစ်ပေါ်စေလိမ့်မယ်။မာလဲလို့ဆိုရင် လူတော်လူကောင်းတွေကစွဝေးပြီးတော့အေးမကောင်းမှုဒုစရိုက်တွေဆိုတာမကောင်းဘူး။ဒီလိုအတွေးမျိုးတွေတွေးတာမကောင်းဘူး။ဒီလိုအပြောမျိုးတွေပြောတာမကောင်းဘူး။ဒီအလုံမျိုးတွေဟာမကောင်းဘူးလို့ဒီလိုတွေလုပ်နေခြင်းဟာအင်တာမလူရဲ့တန်ဖိုးတွေကိုကြာဆင်းစေတယ်လို့အဲ့ဒီလိုလူတော်လူကောင်းတွေ ဆွေးနွေးတိုင်ပင်နေတဲ့အချိန်အခါမျိုးမှာသူကြားလိုက်ပြီဆိုလို့ရှိရင်တော့သူ့စိတ်ထဲမှာမဖြစ်လာတော့ကိုယ့်ကိုယ်လူရမဝင်တော့တဲ့ပုဂ္ဂိုလ်တူတယောက်အနေနဲ့စိတ်ထဲမှာခံစားသွားအဲ့ဒီအတိုင်းဝိုင်းထဲမှာသူဟာလူကောင်းမဟုတ်တော့ပြောဆိုဆွေးနွေးကြတဲ့လူကောင်းသူကောင်းတို့ရဲ့အတိုင်းဝိုင်းထဲမှာကြည့်လိုက်ပြီအဲ့ဒီအချိန်မှာသူဟာဝမ်းနဲ့ကြည်ကွဲမှုကိုစတင်ခံစားရလိမ့်မယ် ဒါသဘောပေါက်ပဲနော်လူအတိုင်းဝိုင်းတစ်ခုဆိုတာတူညီတဲ့အတိုင်းဝိုင်းကြီးနေတာမှပေါ့တာမတူညီတဲ့အတိုင်းဝိုင်းတစ်ခုရောက်သွားပြီဆိုရင်ဒီလိုစိတ်ပြည့်ဝမ်းလဲပွဲကိုသူစတင်ခံစားရမယ်ကောင်းတဲ့စကားတွေပြောပြီးဆိုတဲ့အခါမှာသူဟာအော်ငါမှာငါဟာမဟုတ်တာတွေကြီးပဲတွေးတယ်မဟုတ်တဲ့စကားတွေကြီးပဲပြောတယ်မဟုတ်တဲ့အလုပ်တွေပဲလုပ်တယ်ငါမှာ မကောင်းတာတွေဟုသမျှလတ္တဏ္ဏမှာအကုန်ရှိနေပါလားဒါတွေကိုသူတို့ကမကောင်းဘူးလို့ပြောကြပါလားဆိုတဲ့အချိန်မှာသူစိတ်ထဲမှာနှင့်နေနေအောင်စိတ်ဆင်းရဲမှုခံရတယ်လို့ဒါပထမအချိန်ကြုံတွေ့ရတဲ့စိတ်ပြေဝမ်းနေပွဲလို့ယေရှုဗျာဒီလိုဟောတယ်ဒါရင်ပြီးလာလို့ဆိုမပြီးသေးဘူးတိုင်းပြည်အုပ်ချုပ်တဲ့မစ်ဆိုးရာစားတွေဟာမကောင်းတဲ့လူတွေကို ပြစ်ဒဏ်ချမှတ်တယ်။ကောင်းတဲ့လူပြစ်ဒဏ်ချမှတ်တာမဟုတ်ဘူး။လောကမှာဥပဒေဆိုတာရှိတယ်။ဥပဒေတွေလိုက်ချိလိုက်မယ်ဆိုလို့ရှိရင်တပည့်သားကိုဒုက္ခရောက်စေတတ်တဲ့အလုပ်တွေကိုလုပ်တယ်။တပည့်သားဒုက္ခရောက်ဝဲအပြောတွေကိုပြောတယ်ဆိုတဲ့မကောင်းတဲ့ဇေယိုက်ဆိုးတွေနှိက်ကွက်ဖို့ရအတွက်တိုက်ပြီးမှဥပဒေတစ်ခုစာချမှတ်တာပါရှိတယ်။ဥပဒေလောက်တာအဲ့ဒီဥပဒေလိုရက်တင်နေ လူတယောက်ဆိုပါစို့ပြမှုကျွလွန်မှုတခုသူဟာပြမှုတွေကျွလွန်ထားတော့လဲပဲသူအခြေအနေကောင်းနေသည့်အတွက်ကြောင့်သူဟာမခံရသေးဘူးသို့သောသူနီးသူပြမှုကျွလွန်တဲ့ပုဂ္ဂိုလ်တယောက်ကိုမင်းဆိုးရစာတွေကဖမ်းဆီးပြီးတော့ဒီဆိုပါစို့ကျိန်တန်ပေးတာတို့တေးတန်ပေးတာတို့ဆိုတာတွေလို့ဒုက္ခရောက်မျိုးစုံညှင်းစေအဲ့ဒါလို့ မကောင်းမှုဒုစရိုက်တွေနဲ့ဥပဒေကိုချိုးဖောက်တဲ့ပုဂ္ဂိုလ်မကောင်းမှုဒုစရိုက်တွေကိုလူတိုင်းဝိုင်းထဲမှာကျူးလွန်တဲ့ရာဇဝတ်သားတစ်ယောက်ကိုဖမ်းဆီးပြီးတော့လူပုံအလဲမှာပြစ်ဒဏ်ပေးနေတာကိုသူမြင်ရတဲ့အခါမှာဒီလူဘာဖြစ်လို့ပြစ်ဒဏ်ပေးခံရတယ်လဲဒီလုပ်တွေဒီလုပ်တွေလုပ်လို့ပဲလို့ဆိုတော့တိရတိတဲ့အခါအော်ငါမှလည်းဒီလိုပြစ်မှုတွေရှိနေပါလား ငါလဲဒီလိုပြစ်မှုတွေလုံးမိထားပါလားငါ့ကိုတော့မသိသေးလို့ပြစ်ထံမပေးကြသေးဘူးတနေ့ကျန်ငါလဲပြစ်ထံခံရမှာပဲပြစ်ထံခံရတဲ့ရာသောအသားတယောက်ရဲ့ဆင်းရဲဒုက္ခကိုကြည့်ပြီးတော့သူဟာဝမ်းနည်းကြည်ကွယ်မှုတွေစိုးရိမ်တော့ကရောက်မှုတွေကိုဒုတိယအကြိမ်ဘဝမှာခံစားရတယ်ဒီဘဝမှာလည်းပဲခံစားရတယ်အဲ့ချိန်မှာစိတ်ဆင်းရဲမှုတွေကသူကြုံရပြန် ဘယ်တော့မှသူဝမ်းသာနေမှာမဟုတ်ငါလည်းဒီလိုဟာတွေရှိပြန်ငါလည်းပြစ်ဒဏ်တွေရှိနေတယ်ဒါတွေကိုသိသွားရင်ငါလည်းပြစ်ဒဏ်ပေးခံမှာပဲလို့ဒီလိုစိတ်ထဲမှာစိုးရိမ်သောကတွေနဲ့ဖိစီးပြီးစိတ်ဆင်းရဲမှုတန်ကိုအဲ့ဒီအချိန်မှာဒုတိယအချိန်ခံစားရခြင်းပဲဖြစ်တယ်တတိယအကျင့်ဆိုတာဘယ်အကျင့်တော့ဆိုလို့ရှိရင်လူဆိုတာတစ်သက်လုံးအသက်ရှင်နေတာမဟုတ်ဘူးသူဟာကံကောင်းလို့ ံကောင်းသည့်အတွက်ကြောင့်အများကတိပြီးတော့ပြစ်ဆိုတာလည်းသူမခံရဘူးတိုက်ရရာဆိုပြစ်မှုတစ်ခုကြောင့်ဥရိယဖန်ဆီးပြီးတော့ခြုံနှောင်ခံရပြီးပြစ်ဒဏ်ပေးတာကိုလည်းသူလွတ်သွားတယ်သို့တော့သူမလွတ်ရမှာမလွတ်ဘဲချိန်မှာသူကသူမလွတ်နိုင်တော့ဘူးဆိုရင်အေးတေခဏီအချိန်တေအံမှုမှုဖြစ်လာလို့ တရားညောင်ဆောင်ပေါ်မှာမထနိုင်လို့လဲလျောင်းနေပြီဆိုတဲ့အခါကျတော့ကိုလုတ်ခဲ့တဲ့ပုံရိပ်ကြီးတွေဟာအရေးမဲကြီးတွေဟာကိုယ့်ရဲ့ခေါင်းထဲမှာထိုးဝင်လာလိုက်မယ်အဲ့ချိန်မှာကိုလုတ်ခဲ့တာတွေဟာအရေးမဲကြီးတွေပေါ်လာလိုက်မယ်နေဆွဲကျိုးသွားတဲ့အခါမှာဒီတောင်ရိပ်ကြီးဟာလွှမ်းမိုးပြီးတော့လာတယ်လို့ နေဆောင်သွားပြီဆိုလို့ရှိရင်တောင်ရဲ့နောက်ွယ်မှာရှိတယ်။နေကတောင်ရဲ့နောက်ကိုရောက်သွားတဲ့အခါမှာတောင်ရိပ်ကြီးထိုးလာသလိုသူဟာလည်းပဲတေခန်ဒီအချိန်မှာဆိုလို့ရှိရင်ကိုလုခဲ့တဲ့မကောင်းမှုအကုသိုလ်တွေဟာသူကဒီသူများသာမသိတာရှိတာကိုယ့်ကိုကိုကြတော့သိတယ်လေလူဆိုတာကိုမဟုတ်တာကိုယ့်ကိုသိကိုယ့်ကိုသိတာဆိုတော့ကိုယ့်ကိုကြတိတ်လို့မရဘူးကိုလုထာကိုသိနေတယ် ိနေသေးတဲ့ကြောင့်ဒီအရေးမဲကြီးတွေဟာလက်ကိုယ်တဏှာမှာကိုယ့်ရဲ့စိတ်ကိုခြုံချာတုံလုံးဖွယ်ရအဲ့ဒီချိန်မှာလာပြီးတော့လွှမ်းမိုးနေတယ်အဲ့လွှမ်းမိုးပြီးဆိုဘယ်သူမှကိုယ့်ကိုကယ်မဲလို့ရှိတော့အဲ့ချိန်နော်အခုတို့ကံကြောင့်ဒီခဏလေးမှာအခုတို့ကံရဲ့အရေးနမိတ်တွေပေါ်နေတယ်အဲ့တော့ဒီ ဒီကနေ့မရဏတဏ္ဍဆုံးလို့ဆိုတဲ့အချိန်လေးမှာတရဝတိုင်းတရဝတိုင်းကြုံတွေ့နိုင်တဲ့အရာတစ်ခုပဲကိုလုတ်ခဲ့တဲ့လုံရတစ်ခုဒုတိယဦးအပေါ်မှာဟိုကောင်းတာတွေလုတ်ခဲ့တဲ့ပုဂ္ဂိုလ်ကကောင်းတဲ့ပုံရိပ်တွေပေါ်လာမှာပဲမကောင်းတာတွေအလုံများတဲ့ပုဂ္ဂိုလ်ကမကောင်းတဲ့ပုံရိပ်တွေကသူ့စိတ်ထဲမှာလွန်မှုပြီးတော့ပေါ်လာမှာပဲအဲ့တော့မကောင်းတဲ့ပုံရိပ်တွေကကိုယ်လွန်မှုလာပြီဆိုလို့ရှိရင်တော့ တွေးတော်ကြောက်ရွံ့ဆိုရင်တော့ကလေးနဲ့တွားရမယ့်ဘဝရောက်ရှိရမယ့်အနေထားမျိုးတွေကိုတွေးကြုံပြီးတော့ဒီအချိန်မှာစိတ်ဆင်းရဲဆုံးအချိန်ပဲမနတာနာသောစောပြီးဆိုတဲ့အချိန်ကံကြမ္မာကယူပေးလိုက်တဲ့နော်ပရိတုဒ္ဓံဝါဥပကိလိဌံဝါဆိုတဲ့အကုသိုလ်အလုပ်တွေကိုလုပ်ခဲ့တာတွေကအရေးမဲကြီးတွေလားထင်တဲ့အခါမှာစိတ်ညစ်တယ် အဲ့ဒါတွေကိုကြည့်ပြီးတော့စိတ်ပြက်ငြိမ်ဝေးစိတ်ညစ်စရာတွေကြောက်လန့်စရာတွေမကောင်းတဲ့အရာတွေကကိုယ့်ပေါ်မှာလွှမ်းမိုးချုပ်ကန်ပြီးတော့ထားလို့ကြောက်လန့်တကြဖြစ်ပြီးတော့နေအာကိုရမယ့်လူရှာလို့လဲအဲ့ဒီနာဘယ်သူမှအာကိုရမယ့်ပုဂ္ဂိုလ်မရှိတာအဲ့ဒီလူအချိန်မျိုးရောက်လို့ရှိရင်လည်းပဲဒီပုဂ္ဂိုလ်ဟာကိုယ်လုပ်ခဲ့တဲ့မကောင်းမှုအာဟုသူတွေရဲ့အရေးမဲကြီးတွေကြောင့်စိတ်ဆင်းရဲမှုနဲ့ကြုံရအောင်ပါဖြစ်တယ် သုံးတာသူ့ဘဝမှာ